ဆရာကြီးဆရာကြီးမင်းသိင်္ဂါဤကျွန်ုပ်နဲ့မူကောင်းတနေ့တနေ့ကျွန်ုပ်ဒီလွန်စွာအေးလသဖြင့်မိဘကမိဘနီး၌ခွေးကြီးပူလေးကိုချ၍မိလုံရင်ရှေးအောင်တရုတ်လူမျိုးတို့ဤလေဝဲစမ်းကြသောပညာရဲ့ဆောက်တော်ကိုဖက်ရှိနေလေဤသူဆောင်မှာအဖရက်ဒရော့ဂလက်ဆိုသည့်အနောက်နိုင်ငံသားတစ်ဦးကပြန်လည်ရေးသားထားသော ဆောင်းဖြစ်၏ ကျွန်တော်ဒီထူဆောင်းလိုက်ပါသည်မူလတကြီး၅ပါးဆိုသောအခန်းကိုလုံးစွာစိတ်ဝင်စားမိလေ၏ကျွန်တော်ငယ်စဉ်ကပင်ဘုန်းကြီးကျောင်း၌ကြီးပင်ခဲ့ရသည်ဖြစ်ရာဓာတ်ကြီး၄ပါးကိုသာသိဓာတ်ကြီး၅ပါးကိုမူကြားများပင်မကြားဘူးပါတရုတ်တို့၏ဓာတ်ကြီး၅ပါးမှာတတုတ္တမိတ္တရေတ္တညေတ္တတေတ္တတ္ထဟူ၍ဖြစ်၏ရှင်အောင်တရုတ်လူမျိုးတို့၏အဆိုအရ ထိုတကြီး၅ပါးသည်စัจจဝနာ၌ဇုံမှုခြေလည်နေသည်ဟုဆို၏ထိုတကြီး၅ပါးသည်လည်းတဦးကိုတဦးနိုင်သည်ဟုဆို၏ထိုကြောင့်မြည်သည့်တက်ကအကြီးကဲဖြစ်သည်ကိုမူပြော၍မရဟုဆို၏ဥပမာအဖြင့်တတုတက်သည်မိတက်ကို ရှုံ၏ထို့အတူမိတက်သည်လည်းရေတက်ကိုရှုံရပြန်၏ ရေတက်ကလည်းမြေတက်ကိုလက်မြောက်ရ၏မြေတက်ကလည်းတိသားတက်ကိုဆရာတင်ရ၏နောက်ဆုံး၌တိသားတက်သည်လည်းအစာဥစွာရှုံးပေါ်ကြသောရှုံးသမားကြီးတတုတက်ကိုဒူးတော့ရသည်ဆို၏ထို့ကြောင့်ဒကြီး၅ပါးသည်တဦးကိုတဦးနိုင်နေ၏ထို့သူတဦးပြည့်လင်လည်းအလုံးစုံပြက်ကုန်၏ဟုဆို၏ ဤအချက်ကိုတရုတ်လူမျိုးတို့သည်ဈေးပညာ၌လည်းအသုံးပြုခဲ့လေ။တတုတ္တကိုအဆုတ်ဟုသတ်မှတ်၏။ရေတက်ကိုကြောက်ကပ်ဟုသတ်မှတ်၏။တိသားတက်ကိုအသေးဟုသတ်မှတ်၏။နီးတက်ကိုနှလုံးဟုသတ်မှတ်၏။မြေတက်ကိုဥမာကြည့်ဟုသတ်မှတ်၏။ထို့ကြောင့်တစုံတရောသောသူသည်ဥမာကြည့်ဟုဆိုရသော စာအိမ်နှင့်သက်ဆိုင်သည့် မြေကြီးတဲ့ကျိုရင်းပါက၎င်း၏ဆုပ်သည်ကောင်းစွာအလုံးမလုံနိုင်တော့ပေထိုးဆုပ်တီးဟူသောတတုတဲ့အလုံးမလုံပါကရေတတီးဟူသောကြောက်ကက်သည်လည်းကက်ဖက်လှုပ်လာတော့လေထိုးကြောက်ကက်သည် ကတိကက်ဖက်လှုပ်လာသောခါ၌တသတတီးဟူသောအသေးအသေးသည်လည်း မာကျောခတ်ထံလာ၏ထိုအခါမိတက်တည်ဟူသောနှလုံးသည်လည်းမာကျောခတ်ထံလာ၏ထိုနှလုံးရက်လင်ကလူဘဝကြီးအဆုံးသက်ရပြီတော့၏ထို့ကြောင့်၎င်းလူမျိုးတို့သည်ဤသို့လင်နှိုက်နှိုက်ချွတ်ကြံစာထားသကဲ့သို့အသက်ရှည်ရာရှည်ချောင်းကိုလည်းလောစွာလေးနက်ထား၍ကြံစားခဲ့ကြဘူးကြောင့်ကိုစာဥစာရန်ပေါင်းများစွာ၌ဖက်ရှုခဲ့ရဘူးလေ၏ လွန်စွာသက်ရှိသောတေဝဖူပေါင်းများစွာကိုလည်းကိုယ်တိုင်ကိုကြတွေးကြရဖူ၏ကျွန်ုပ်ဤစရာဥက္ကံတိပင်လူလောက၌ပြင်းညင်ွေသည်တိနေသွားခဲ့လေကျွန်ုပ်သည်စာဟုတွင်း၌နှိမ့်ုံနေစဉ်ကျွန်ုပ်ဤအရှင်ရှိသူမောရဂရဇီလာ၏ဆိုင်လေထို့ကြောင့်ကျွန်ုပ်သည်စပွဲပုံမှန်နာယီလေးကိုလှမ်း၍ကြည့်လိုက်ရာ ည7နာရီ10မိနစ်ပင် ရှိပြီဖြစ်ကြောင်းပြရလေထို့ကြောင့်တကောင်လာကပ်၍လာသောရွှေဧည့်သည်ဒီကဘယ်မျိုးဘယ်ဒီဝါဖြစ်ကြောင်းသိလိုပါသဖြင့်လေပင်ကိုဆန့်၍လမ်းမျောကြည့်လိုက်လေထိုခါ၌တကလက်တိုက်ပုံအင်းကြီးနှက်ပြရောင်းရှက်ဖြူပလီကက်လုံးကြီးစသည်တို့ကိုချိုးချဝတ်ဆင်ထားသောအသက်၄၀ကျော်ဥပရိယုတ်တက်ပြန့်သည့် လူတူဖြစ်ကြောင်းတွေ့ရရင်ကျွန်ုပ်ကနိုင်ကိုတစ်ချက်ထပ်မံကြည့်၍အင်္ဂဝိဇ္ဇာကာကိုစဉ်းစားရာတောမဟုသောအင်္ဂါကဖြစ်နေကြောင်းတွေ့ရလေထို့ကြောင့်အင်္ဂဝိဇ္ဇာသဘော၌တဏ္ဍာနံငွေအချစ်ခီးစာသောပြည့်ရများ ခိုက်နေသည့်လူဖြစ်ကြောင်းကြိုတင်ခံမှန်းထားလိုက်လေထိုအခါထိုလူကဆရာမင်းသင်္ခါလာရေးကြည့်တဲ့ကိစ္စရှိလို့ ဝင်ဝင်ပြုပါဟူ၍ပြောလေ၏ထိုကကျွန်ုပ်ကလည်းဝင်ခဲ့ပါဗျာဟူခွင့်ပြုလိုက်လေ၏ထိုသူလည်းကြောင်တော်ကောင်ဤခြေလုံးချင်းမျိုးဖြင့်အတန်မမီစေပဲကျွန်ုပ်စီသို့လျှောက်လာလေ၏ထို့နောက်ကျွန်ုပ်ဤမှခွေးချင်တွင်ဝင်၏ထိုင်ရင်ကျွန်ုပ်နမည်ကြိုခိုင်လို့ခေါ်ပါရဲဟူပြောလိုက်လေထို့ကြောင့်တင်းလာညူဂျူတေချာပေါက်ခိုက်နေကြောင်း ထမှန်သတိပြုမိပြန်လေ၏။ဆိုပါဗျာဟုကျွန်တော်ကပြော၏။၎င်းတို့ယူနီချန်တစ်ခွက်ငယ်ပေးလိုက်လေ။လူတယောက်ကိုရေကြီးလက္ခဏာပဲဖို့ပြောရတာဘလောက်အရေးကြီးတယ်ဆိုတာကတော့ဆရာအနေနဲ့သိနိုင်ပါတယ်။အဲ့ဒီတော့ဆရာရေအမြန်ဆုံးလိုက်ခဲ့ပါ။လက္ခဏာဘက်ကတော့ဆရာပါဇက်တက်ကထွက်တဲ့ကဏ္ဍတိုင်းကိုပဲကျွန်တော်ပေးချေပါမယ်။အမှန်တော့ဗာနဲ့ဆရာရေဒုတိယရေစနာကိုဖြည့်ချင်လုံးလို့ပါဟုတ် ကိုချောကန်ဆိုသူကပြောလေနေစမ်းမအောင်ကိုချောကန်ရဲ့ကျုပ်ကဘလို့လိုက်ရမှာတော့ကျွန်တော်ကပြန်ရင်မေးလိုက်ရဲ့တိုက်ကစံဘက်ကပါဆရာတွေဘာမှဆိုရင်တည်းမရှိပါဘူးပြောလိုက်လေကျုပ်မကြောက်တတ်ပါဘူးမကြောက်တတ်ဘူးဆိုတာကလည်းအကြောင်းရှိတယ်လေကျုပ်လိုလူဘလို့လူမျိုးကမှတန်ပြီးဆွဲမှာမဟုတ်ပါဘူးမလိန်တစ်ဘက်နဲ့လေခေါ်သွားပြီးအနေရပြိမဲ့လူမျိုးလေကျုပ်မှမရှိပါဘူး အဲ့တော့ကျုပ်လိုက်မယ်ဆိုတာကျွန်ုပ်ဒီလက္ခဏာကြည့်တော့မှန်ဘလူးကိုယူ၍ကိုအင်းကြီးကိုထက်ရွေးဝေးထုံတော့ထိုးသူမမြောင်မြေပြူတော့ငါးတော့ခန့်ကိုအင်းကြီးတွင်သူထဲလိုက်ပြီးလျင် စီးကရက်ဘူးတဘူးထဲလိုက်လေထုံတော့ကျွန်ုပ်လည်းမိမားကိုညံ့၍တကားကိုတော့ပဲ့ပြီးလျင် ထိုးသူဤကားပေါ်သို့တက်၏ထိုးသူဒီကားကိုစတင်မောင်းရင်ကျေးဇူးတင်လိုက်တော့ဆရာရဲ့ကျုပ် ျုပ်လည်းလူတယောက်ရဲ့ဆန္ဒကိုဖြည့်ရတဲ့အတွက်ဝမ်းသာလာတရားဟုဆိုလေကျွန်တော်ဒီတို့သူကတစုံတရားပြန်လည်ပြောဆိုခြင်းမပြုတော့ပဲ secret ကိုတောင်းရင်လက္ခဏာဆရာဖြစ်ပြန်တမူဝန်ကြောင့်ပြုရတော့ကျွန်ုပ်ရဲ့အကြောင်းကိုပြန်လည်စဉ်းစားနေမိလေကိုကြောက်ခိုင်းမှမူကျွန်တော်ကနောက်ရှင်းမပြေလို့တော့ချောင်းကားကိုသမောင်းနေလေတမွေဝိုင်းသူရောက်လင်ပင်နမ်းမီများပြည့်နေပြီဖြစ်သည်ဖြင့် မောင်တိကြ၍နေလေတော့၏ဘုဇောကံဒီကံမောင်ကျွမ်းကျင်သူဖြစ်၏ဂျိုင်းများကိုကျွမ်းကျင်စွာရှောင်း၍မောင်းနေ၏တံမွေတင်းချမ်းကိုလွန်သောအခါဘုဇောခိုင်ကဆရာစိတ်တော့မရှိပါနဲ့ကြဒီနေရာကနေဟူဘက်ကိုစလစ်တော့မပေးနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့စလစ်တူမပစ်စေရင်လို့ပါဒါကြောင့်အခုတောက်နေတဲ့စလစ်ကိုရင်မတောက်ပါနဲ့တော့ဆရာပြီးတော့ဆရာအိတ်ထဲကစလစ်ဘူးကိုလည်း ကျွန်တော်ခဏအထားပါဥစုခာကျွန်တော်ဤအင်းကြီးတွင်မှဆစ်လိမ့်ဘူး၌သဖြင့်ကျွန်တော်လည်း၎င်းဤ၌ကိုမခံတော့ပဲကျွန်တော်ကိုယ်တိုင်ကြပြကြရ၌ရပြေးလိုက်လေတော့ထို့နောက်ထိုးသူသည်ကားကိုခဏရပ်ပြီးလင်စိတ်တော်မဆိုးပါနဲ့ဆရာရဲ့ဟောဒီဘဝလေးနဲ့ဆရာမျက်စိကိုခဏလေးစီးဝင်ပြပါပြောလာလိမ့်ထူးထူးပြောလိုက်ရင်မော်တော်ကားအတွင်းမိကိုခွင့်လိုက်လေတော့ဤ ထို့ကြောင့်ကျွန်တော်ဒီကိုကျော်ခိုင်မျက်နှာကိုသိချစွာကြည့်လိုက်ရည်ထို့အပ်ကိုကျော်ခိုင်က၎င်း၏အတွင်းမှကနုကမာရိုးတက်ထားသောခြောက်လုံးပြူလေးကိုထုတ်၍ဆရာကစုံတော်ဝတ္ထုတွေရင်းနေလို့ကျွန်တော်တနက်လေးကြောင်းပြောပြရအောင်မယ်ကျွန်တော်အင်တာအောင်တော့ကကျွန်တော်ချစ်သူကကျွန်တော်ကိုလက်ဆောင်ဖြစ်ဝယ်ပြီးပြတာဆိုတာတနက်ကို Facebook ပေါ်သို့တင်လိုက် ကိုကျော်ကံဒီကျွန်တော်မလုပ်ချင်တော့လို့ကိုကျွန်တော်အသင်ဝိစာတနက်ကိုပြရီပြုလို့ခံနေပြီဖြစ်ပြီထို့ကြောင့်ကျွန်တော်ကရပါတယ်ကိုကျော်ကံပြောလိုက်ရင်ကိုကျော်ကံကစိတ်မဆိုးပါနဲ့ဆရာရဲ့ကျွန်တော်ဤမျက်နှာကိုပေါ်ဝါနက်ကလေးဖြင့်စီးလိုက်လေပြည်လင်မော်တော်ကကားမီးကိုပိတ်ပြီး မော်တော်ကားသည်ဆက်လို့ရင်မောင်းလေတော့၏၎င်းကိုကျော်ကံဒီကျွန်တော်ကိုကောင်းစွာစိတ်ချသွားပြီဖြစ်၏ ဘီမဆိုင်တော့ပဲမော်တော်ကားကိုတော့ယူဆိုင်မောင်းနေလေတော့ဤထို့ကြောင့်ကျွန်တော်ဒီလဝဲဘက်ကိုအင်ဂျီနိုက်ထဲထားသောမြေယူထောင်များကိုချိုး၍မော်တော်ကားပရင်ပေါ်မှာချသွားလေတော့ဤမော်တော်ကားကိုယ်တိုင်းကိုယ်တိုင်းမြေယူထောင်များကိုချပြောင်းချဤတာမွေလေးကိုကြော်သည့်နောက်ပိုင်းတွင်မူမော်တော်ကားသည်အကွေးကောက်များလာလေတော့ဤနောက်ဆုံးတွင်ခြံဝင်းတကားကြီးတစ်ခုဖွင့်လာကြပြီးနောက်မော်တော်ကားကိုခြံတစ်ခြံတွင်သို့ဝင်သွားကြသည်ရလေတော့ဤ ဘုဇောကံဒီမောရကားကိုရက်ပြီးနောက်ကျွန်ုပ်ကတကားလာဖွင့်ပြီးပြီလင်ကျွန်ုပ်ဤပကုံကိုခံရင်အိမ်တွင်သူတွဲခေါ်သွားလေအိမ်တွင်သူရောက်နေဘုဇောကံကအရေးတဲ့မိတွေကပြတ်သွားတယ်ဆရာဘုဇောကကျွန်ုပ်ဤမျက်နှာကစီထားသောပဝါဖြည့်ပြီးလေသူကကျွန်ုပ်အခန်းတွင်သူကြည့်လိုက်ရာလက်စွဲမှိန်လေးထွန်တာကြောင့်တွေ့ရလေလက္ခဏာကြည့်ပြရမယ်လူက ိုဘကန်းမှာဆရာရဲ့ကိုကျော်ကန်းကဆိုလိုက်ရာကျွန်ုပ်ဒီစွဲပေါ်မှာအမှန်ရင်လေးကိုကောက်ရေကန်ရေထို့နောက်ကောက်ကန်လိုက်ခြင်းမှာကျွန်ုပ်သွားမိလမ်းအတွက်ကျွန်ုပ်စိတ်ကြိုက်အလင်းရောရရှိစေရန်ဖြစ်သည့်အပြင်ကိုကျော်ကန်းအနေနဲ့ကျွန်ုပ်ကရံမူလာပါကလေးထို့မှန်ရင်ဒီကျွန်ုပ်ကိုအကောင်းဆုံးလက်နက်အဖြစ်သုံးချရန်ဖြစ်၏စိတ်ကြပါဆရာရဲ့ဆရာကကျွန်တော်ရံမမှုပါဘူး ုကျော်ကံကပြောလိုက်လေထို့နောက်ကုကျော်ကံကကျွန်တို့ရှုပ်ထွေးပွေလေတော့အခန်းတစ်ခုကိုဖြတ်ရည်အိတ်ခန်းတစ်ခုစီတို့ရောက်ရှိသွားလေထို့အိတ်ခန်းတို့ရောက်သွားသည်နှင့်တစုံတယောက်၏ညီတံကိုကြားရသဖြင့်ကျွန်တို့သည်မှန်ရင်ကိုမျှောက်၍ကြည့်လိုက်ရာကဒင်းပေါ်တွင်ပလက်လန်လျက်ဝိရဏတကုကိုမရှိမလခံစားနေရသောလူတယောက်ကိုသနာဖွယ်တွေ့ရလေတော့ဤ ထို့ကြောင့်ကျွန်တော်ဒီကဒင်းဤစပွဲပေါ်၌မိုင်ကိုတင်လိုက်လေထို့နောက်ဘူချောခိုင်ကကဲဆရာမင်းတင်ကအဲ့ဒီကဒင်းပေါ်ကဝေဒနာတွေကတော့မောင်မိုးကောင်းလို့ခေါ်တယ်သူ့เจ้าဆရာကိုကျွန်တော်ဘာမှမပြောခဲ့ကြအောင်သူယုံကြည်အောင်တစ္ဆာပြုလိုက်ပါပြီးတော့သူ့လက္ခဏာကိုဖတ်ပြီးဟောပြပါ ဆရာဘူဘာကြောင့်တစ္ဆာဆိုခိုင်းရတယ်လဲဆိုတော့ဆရာနဲ့ကျွန်တော်လမ်းမှာစီးပွားရိုက်ပြီးသားတယ်လို့မထင်အောင်ပေါ့ဆရာရဲ့ဟုပြောလိုက်လေဒီထို့ကြောင့်ကျွန်တော်ဒီရှေးပြင်မင်းမြတ်များရှိတွင်တစ္ဆာတော်ခံသည့်ချိန်စာတိုင်းချိန်ပြလိုက်လေမှချက်ထိုတစ္ဆာဆိုခံတော်ချိန်စာကိုလူငယ်လူရွယ်များကြားဘူးမိမဟုတ်သဖြင့် အတိကျဖော်ပြလိုက်ပါသည်စာရေးသူမကျင်ရင်းသည်ဖောက်ပြန်ချေသောလေးပင်ချင်းနှင့်ကဘာတသိန်းတွက်ကင်းပြိထလုံးလသည်စွာဒါနပါရမီ သီလပါရမီနိက္ခပါရမီပညာပါရမီဝရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋ္ဌတံပါရမီမေတ္တာပါရမီဥပိ္ပကပါရမီ ပါရမီ၁၀ပါးအပြား၃၀ကို ဖြည့်၍ပြိထကျင့်သောဘုရားသခင်ကိုယ်တော်မြတ်ကိုဆောင်သော နှက်လဲတဲ့မနီတည်စီတော်ဟုလေသွားတော်40ဆွေတော်၄ချောင်းညက်ယူတော်နှချောင်းဓပ်ပေါင်း80ရုပ်ကိုစောင့်တော်နှက်လဲတဲ့မနီတည်စီတော်ဟုလေလက်ရရင်ရှင်သာရိပုတ္တရာလဝဲရန်ရှင်မောကလံစောတော်အတိတိရှိကျိတ်တော်ရဟန္တာမြတ်တို့ဤဓတ်တော်မူတော်ကိုစောင့်တော်နှက်လဲတဲ့မနီတည်စီတော်ဟုလေ ဒုမတပါဘုရားသခင်ဟောတော်မူသောဝိနည်း၅ချမ်းတုတ်၃ချမ်းဝိတ္တမာ၇ချမ်းဓမ္မခန္ဓာပေါင်း၈၄၀၀၀ကျမ်းကုန်စောင့်သောနှက်လေတဲ့ရင်မလီတည်စီတော်မူလီဒုမတပါတာမဘေဒင်ယခုဘေဒင်အေရုဘေဒင်အာနာပနာဘေဒင်ဟူသောဘေဒင်၄ပုံကိုစောင့်သောနှက်လေတဲ့ရင်မလီတည်စီတော်မူလီဒုမတပါ သဒ္ဒနာတော်ငါးတော်ကိုဆောက်သောနတ်လည်းတည့်ရင်မည်သိစေတော်မူလေထုမတပါဇဘူဒီပါအပရာဂောရာ ဥရုရာဂောရာပုပ္ပတူဝီတော်ကကျွန်းကြီးလေးကျွန်းကို ကျွန်းငယ်နှစ်ထောင်အရန်ဆောက်သောကျွန်းပေါင်းသူဆောက်သောနတ်လည်းတည့်ရင်မည်သိစေတော်မူလေထုမတပါမြေကြီးငါးတယ်မြင့်ငယ်ငါးရာခင်းကာယမုနာအစီရဝရီအဟိဒရပုရုဟုတိ မကျွင်းအင်းအိုင်ချောင်းမြောင်းအပေါင်းစောင်းမတ်ခသိန်းနဲ့လည်းတက်၏မလီတည်စီတော်ဟုလီဒုမတပါဟိမွန်တာတောသုံးတော်ကိုကိုယ်အောင်ဆောင်သောအာဂါသာဆုဘေဒနုမလို့ဖုတ်ပိတ်နဲ့လည်းတက်၏မလီတည်စီတော်ဟုလီဒုမတပါအတ္တမုနိစာဏိပရိသွာမဟာဂိရိစာသောအရှင်ပြင်းထံဝေဒဝုနှင့်ဂုံမန်ယက္ခ ခန္ဓာပကစသည်ဒီဝေအတူရင်လာကြောထင်ရှားသည်နှံ့အများလဲသက်ရည်မနီတည်စီသောဟူလီထူမတပါသွေးခွဲသွေးနှက်ပွက်ပွက်ထည်ကိုလက်ပြောင်းပြန်သွေးခဲအံ၍တည်စီသောဟူလီထူမတပါဘေးရှိပါဒန်းစဲပါလဲထင်ရှားသက်၍လက်လက်ချက်ချင်းတည်စီသောဟူလီထူမတပါသားမြေဥစ္စာမကြပြစီစီမီတန်ဆောင် ထုံးသောရှောင်းတို့ကိုယ်မကျွင်းပျက်စီးခြင်းတို့ရောက်စီတော်မူလေဒုမတပါရေဝဲသွားလဲရေသားများထွေစကရီတွင်ရေနေအပေါင်းမိချောင်းလင်းပိုင်ညံ့ထိကန်၍မကန်းလိတ်ငါစား၍မနေတည်စီတော်မူလေဒုမတပါကြီးဝဲသွားလဲကြီးသားအများပြားသည့်ယနေ့ဥကရီတွင်တိကျဆင်ရဲ့စိုင်းတိငမွေးဝဲရဲစား၍ ထွားထွားညံ့ညံ့ကိုလုံးပြည့်၍တည်စီတော်မူလီဒုမတပါမွေပွေးမွေရောက်ငန်းပြောင်းငန်းကြားငန်းငါပါလဲပောက်ထမလီတည်စီတော်မူလီဒုမတပါတည်တုံငှားလဲငရေကြီးရှိတဲ့ငရေငယ်128တဲ့တိစ္ဆံပိတ္တအတုရကေအပေလေးပါလားလီတော်မူလီဒုမတပါလူဖြစ်ငါလဲလူချင်းမတူနုဖြူနုစွမုံညင်းပွက်အစင်ခီဥသိမ်းမလို့ ပတ်တကက်ပတ်တချာထူနာလဲစွဲစီတော်မူလီ ထူမတပါမိခင်ဖခင်ခေါငင်ပြင်းထန်စန့်တုံချီလက် မကွေးမိခင်တည်စီတော်မူလီထူမတပါမင်းကမလွတ်အမတ်ပူပါစွဲကံရာသာအိမ်သားလည်းနဲ့သုံးမီဆက်နဲ့ခြေလက်ဟောင်းလောင်းလက်ဥကောင်းလေတောင်းတောင်းပြည့်၏လက်လက်ချက်ချင်းတည်စီတော်မူလီ ထူမတပါအာသမုဒ္ဒရာပင်လေချိုးပဲတင်မောတိကြီးပျက်စီးမျောပါဝဲတော်လာသူ ထွားထွားညံ့ညံ့ပျက်စီတော်မူလီထူမတပါဘုံတလေကိုအကျွမ်းဖုတ်တော်တဆုပ်တော့မြစမ်းမရသူ ဖြစ်စီတော်မူလီထူမတပါတာမီချေချွန်တွန်သည့်ကျွင်းကခန္ဓာမကျွင်းပြုံးတီချင်းနဲ့ဆင်းရဲကြည့်သည်ရေကြီးခွက်ခဲ့ ဖွက်လက်ဆွေငရဲ့အရှင်စားခြင်းလှဲ့ကသုံးစားရာဘဝတွင်းဆုံးကြရအလားမဲ့ပါလူပိတ်တာလည်းဖြစ်စီတော်မူလီထုံမတပါမင်းနံသူကျင်ချင်းထုံးလွယ်စင်းသည်ထင်းမီစားတို့တစတစတူစီတော်ထိုကကုကြုကန်ကလုံးလုံးပါပဲတဲ့ဆရာရေခုပြောလိုက်ရအိယာဘုန်းနာ ဝိနာခံစားနေရသောမိုးကောင်းဆိုသောတငယ်ကဘောက်ကိုအသာဆက်၍ကျင်တဲ့ကြောင်းပြလေထို့နောက်ကျွန်ုပ်သည်အိယာပေါ်၌စမ်းထုတ်တော်သော လက်ကိုဖြန့်၍မှန်မီးရင်စာကို တင်ပြီးလင် မှန်ဘလူးဖြင့်လောကပေါ်မှာလမ်းကြောင်းများကို ကြည့်ရှုမိလေတော်၏ထို့သူကြည့်လိုက်သည်နှင့်တပြန်နှင့်၎င်း၏လက်သန်းထိတ်တွင်မဲနှက်သောမှဲ့ကလေးလုံးကို တွေ့ရလေတော်၏ ထို့ပြင်ပိသလီခဟုဆိုသောဥကောင်းလန်းเจ้าပေါ်၌အနက်ဆက်ကလေးတစ်စက်ကိုတွေ့ရလေ၏ထိုအနက်ဆက်ကလေးမှာလည်းလက်ကလေး၏အောက်တက်တဲ့၌ရှိနေသောကြောင့်စနေဂျုံကုံနှင့်ပတ်သက်နေကြောင်းသိရလေ၏ထိုချက်လာစိတ်အသိဉာဏ်အသက်ပြီးစူးရင်ရသောမှတ်သားဖြစ်ကြောင်းကောင်းစွာသဘောပေါက်ပါသည်ကျွန်ုပ်ဒီကိုကြိုကံဘက်သို့လှည့်ကား ဒီမိစေပြင်းထန်စွာစိတ်မိထားတယ်ဗျာခုပြောလိုက်ရသူကကျွန်တော်ဒီ1934ခုဒီဇင်ဘာလအတွင်း၌ဆယနာစိတ်အစစ်ကိုတောက်ပြကမိမိကျင့်စဉ်တစ်ခုမေ့လျော့သွားသောကြောင့်ရန်ကုန်မြို့၌သေဆုံးရှုံးသွားရရှာသောနရသိန်စွာမိဆိုသည့်ယောဂီကြီးကိုမျက်ရမိလေ၏သူယောဂီကြီးသည်အတိုင်းတိုင်းကြီးလှည့်၍စိတ်မျိုးမျိုးတောက်ပြခဲ့သူဖြစ်၏ ပလကရာတကသူ၌အစိတ်တော့ပြပြီနော်ရန်ကုန်မြို့သူတာရောက်ပြီနော်အစိတ်တော့ပြခဲ့သူဖြစ်ဤသို့အစိတ်တော့ပြတော့လေထိုယောဂီကြီးဖို့အစာရင်တန်ရှင်းသောလိချင်းကံကိုလုံးတည်ဆို၏ထိုလိချင်းကံ၌ပတိရှိကိုရေးစင်တဖြည်းဖြည်းမြူချရ၏အစာအင်အတွင်းသို့ပတိစာရောက်သွားသောအခါတွင်တပံပြန်၍ဖြင်းင်းစွာဆွဲထုတ်ရ၏ထိုပတိကိုရေးစင်ပြုလို့ရ၏ ထိုသို့ပြုလုပ်သည်ကိုဒုတိကရိယာဟုခေါ်၏ထို့နောက်၎င်း၏တန်ရောစင်လမ်းကြောင်းကိုစစ်ဆေးကြည့်ရကျွန်းများပေါ်နေသည့်ပြင်လက်ညှိုးနှင့်လက်လျှောက်အောင်၌တွန့်ကွေးကောက်ကွေးနေသည်ကိုတွေ့ရပြန်၏ထို့ပြင်ထင်ရှားသောတောက်ကြကပတ်ပေါ်ပါရှိသောကြောင့်မောမှုဘောအခြေအထူးသဖြင့်အိမ်တော်ကြီးမှာအကြောင်းမဲ့တဝင်တွင်မှုတွေဖြစ်နေမယ်ပြီးတော့သူ့ရဲ့အိမ်တော်ရေလမ်းကြောင်းဟာလည်း ဟောဘက်ကိုပွေးစင်နေတယ်။တောက်ကြကြူကဖြတ်နေတဲ့လမ်းကြောင်းတစ်ခုကလည်းအိမ်တော်ရင်းလမ်းကြောင်းအထိထိုးပေါင်နေတယ်။ဒီချက်ကအိမ်တော်ရင်းမှာမိမဘက်ကဆွေမျိုးဝင်နောက်ရှက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းကြောင်းဟာတိတ်ပြီးမထင်ရှားဘူး။တကယ်မနောက်ရှက်ပါပဲလေ။မောင်ဘူးကောင်ကနောက်ရှက်တယ်လို့ထင်နေတာလည်းဖြစ်နိုင်တယ်။ အဲ့ဒီတော့မောင်မေဘောဟာမိမိဇနီးတဲ့ကိုတစုံတယောက်သောသူနဲ့အထင်လဲနေလိမ့်မယ်အဲ့ဒီစုံတယောက်တယောက်သူဟာဇနီးတဲ့ရဲ့ဆွေမျိုးဖြစ်လိမ့်မယ်အဲ့ဒီလူဆွေမျိုးတူနဲ့အထင်လွဲပြီးကြိတ်မနိုင် ခဲမရစေရမိမိတဲ့ကိုမိမိလောက်ကျန်တဲ့အထိဖြစ်သွားလိမ့်မယ်ခုလုတ်ခနဲ့ပြောလိုက်ပြီးတော့ကျွန်တော်ဒီတစုံတစ်ခုကိုသတိရမိတယ်တိကမမမို့ပါကျုပ်ရဲ့နောက်ဆုံး ကောက်ချက်ဟာဒုလတ်ချော်ဖြစ်သွားတယ်။မောင်ရင်ကိုကိုတတ်မတည်ပါဘူး။မောင်ရင်ရဲ့လက်မဒီလိုတတ်တည်တော့တတ်တည်နေတဲ့လက်မမျိုးမဟုတ်ပါဘူး။အစိတ်ကိုစီးနေမှပြီးတောက်တာဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့မောင်ရင်လက်သန်းထိတ်ကအမှန်ကလေးပါနေတယ်လေ။ပြီးတော့ဒီအသက်ပိုင်းလုံးမှာပဲအသက်လမ်းကြောင်းကပြတ်နေတယ်။ဦးကျွန်ုပ်ကပြောလိုက်ရင်မမှုကောင်းသည် နှုတ်ကအကျိုးစားရေလောက်ချီပြီးကိုကျော်ကန်ရဖွပိုင်းဦးနှုတ်ဆက်ကငြိမ်ကျသွားလေတော့ဤကျွန်ုပ်ဒီမမိုးကောင်းဤမျက်နှာကိုလှမ်း၍ကြည့်လိုက်ဤသူဤမျက်နှာသည်တန်တရားများကင်းစင်၍သွားတော့ကြောင်းပဂရိကြည်လင်နေဤတည်တော်ရခြင်းကိုပင် ကြည်ကြည်နက်နက်ကြီးရှိသွားဟန်တူဤထိုကကိုကျော်ကန်သည်ကျွန်ုပ်ကတပတ်ခန့်သို့ခေါ်လာပြီလင် ဆရာရဲ့ကုသိုလ်ကောင်းမှုကတော့အကြီးပါပဲလေဗျာမမှုပေါင်းတရတန်တရာရှင်းရှင်းစာနဲ့ဘဝကုသွားပြီကျွန်တော်လက္ခဏာပညာကိုယုံတဲ့သူမဟုတ်ဘူးဒါပေမဲ့တကယ်တက်ထားတဲ့သူနဲ့တွေ့ရင်တကယ်အားကိုးလို့တဲ့ပညာပါဗျာကဲဆရာလည်းပြန်ပြောအောင်အမှန်တော့ပါနဲ့ဆရာရဲ့ကျွန်တော်တို့ကတတ်နိုင်တဲ့သူတွေပါမမှုကောင်းအနေနဲ့လည်းအတော့ကိုချမ်းသာပါတယ်ဆွေကြီးမျိုးကြီးတက်ကပါပဲ စိတ်ဉာဏ်ပူဇော်ကားကိုမင်းရှိပါဟုပြောလိုက်သူကကျွန်ုပ်ကကျို့ဤမှာလာချင်းဈေးနှုန်းကတမျိုးပေါ့ဗျဒါပေမဲ့အခုကိစ္စကကျို့ကူတန်အထူးစိတ်ဝင်စားတဲ့ကိစ္စဖြစ်နေတော့ကျို့ကတော်ပြန်ပြေးလိုက်ခြင်းနေတယ်ဉာဏ်ပူဇော်ကားဖြင့်ငွေဘလောက်ပေးမယ်လို့ကျင့်နေနိုင်မှာမဟုတ်ဘူးကျို့ကူလေးစားတယ်ဆိုရင်ကိုကျော်ကခင်ဗျာဘသူတော့ တည်သွားတဲ့မောင်မိုးကဘသူတော်ဘာဖြစ်လို့အစိတ်တုတ်တာတော့အဲ့ဒါကိုပြောပြရင်လေငန်းပူဇော်ကတည်းကျင်နေပါတယ်အဲအဲ့ဒါကိုမပြောပြနိုင်ဘူးဆိုရင်တော့ကျုပ်ဟာဒီတိုင်းကိုတုတ်ထိုင်နေမဲ့လူမျိုးမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဥပဒေနဲ့မကင်းဘူးလို့ယူဆလို့ပဲတကယ်လို့ခမရမှာအပြစ်ရှိတယ်ဆိုရင်လေခမရ ကိုယ့်ကိုဖန်ခံပြီးဥပဒေနဲ့မျက်ချင်းဆံပေးရမယ်။ခမရီတကကနုကမာယူတက်ထားတဲ့၆လုံးပြူလောက်ကိုကြောက်မဲ့လူစားမျိုးတွေမှာကြုံမပါဘူး။ခမရမိဘမျိုးရင်းစင်ဆက်မြန်မာဖြစ်တဲ့မြန်မာသွေးနဲ့ခမရကိုယ်တမှာပြည့်ပြည့်စုံစုံပါတယ်ဆိုရင်တတိချီချီအမှန်ကိုဖွင့်ပြောပါ။ဒီလိုဖွင့်ပြောနိုင်မှုဆိုရင်လေတရားသဖြင့်ရှင်ပြန်တိုက်ခတ်ဖို့ခမရကိုစိန်ခေါ်တယ် ။ဦးရီကျွန်တော်ကပြောလိုက်ရာကိုကျော်ခိုင်သည်အိတ်ထွန်းမှနိုင်ငံခြား secret ပုံကိုထုတ်၍ secret တလေးကိုနှက်၍မင်းကြီးဖွာရင်။ခမည်းရှိမှလက္ခဏာဆရာနှစ်ယောက်နဲ့မိုးကောင်းကိုခေါ်တွေ့ပြီးပြီ။အားလုံးကိုင်9000စီယူပြီးပျော်ရွှင်ချမ်းမြေ့စွာပြန်လာကြပြီ။အခုလို့ဆိုရင်သူတို့မိမတွေနဲ့သူတို့ငင်းချမ်းစွာအိဆက်နားယူနေကြပြီခမရမှာတော့ ူတို့လိုအေးအနားယူအေးဆက်ဖို့ဇနီးမယားလည်းမရှိရှာမိဖို့ဘေးမှာစောင်းတုံးနဲ့တငုတ်တုတ်တုတ်တစီဟုတ်ပေါက်နေပါဘုလားရာဒီကြတဲ့ခမမြတ်ရင်ဘက်ကကြည်စံကိုတောင်းနေတယ်ခမရဲ့ပညာကိုတော့လေးစားပါတယ်ခမရဲ့ကောင်းပါတဲ့စိတ်ကိုတော့ခွင့်လွန်နိုင်ဘူးအဲ့တော့ဟောဒီမှာခမအတွက်ဉာဏ်ပူဇော်က ငွေယူပါရှေးကလူတွေထက်ခမရကိုအများကြီးပူပေးထားတယ်။ဝီပြောလိုက်လေကျုပ်မယူကျုပ်ရဲ့ဉာဏ်ပူဇော်ကဖြစ်ပြက်ကိုတီးဖို့ပဲငွေမဟုတ်ဘူးငွေရလက္ခဏာဘောမှရတာမဟုတ်ဘူးကျုပ်ချားလို့ညာကြီးလို့တက်တယ်အဲ့ဒါဒီမလို့လက္ခဏာဟောနေတာဟောကျင်လို့ဟောနေတာငွေเจ้าတော်ခမရလာမပြောနဲ့ ကျုပ်ကမချမ်းသာမမွေကိုထင်ကြည့်တဲ့ထင်မှာမပါဘူးဒီမှာကိုချော့ကရင်ခမရပေးတဲ့ငွေတော့ခမရကို ပြန်ပေးမယ်တီးကျင်တာမတီးရတဲ့စိတ်ဟာသူ့ကိုတော့ဒုက္ခပေးတယ်ကျုပ်ကအဲ့ဒီဒုက္ခကိုမခံချင်ဘူးအဲ့ဒီတော့ဒီကိစ္စမှာအသက်ကိုလောင်းကြီးသဘောထားရမှာပဲဟုတ်ကျွန်တော်ကြည့်မခံချင်စိတ်ပြန်ခတ်မှာပါပြန်ပြောလိုက်ပြီလေကျွန်တော်ရှိနေချာတော့ငွေဆက်ကူတော့ကလွန့်ရည် ြစ်လိုက်သည်ထိုကခုချောခိုင်းသည်အိတ်တွင်းမှတနက်ကိုထိုးရင်ကျွန်တော်ကချိန်ရပြီးလင်ဝန်းနေပါလေဗျာဟုတ်ပြောလိုက်ချင်ပါပဲတစုံတယောက်သည်ကျွန်တော်ဤနောက်မှနေ၍ကျွန်တော်ဤငောင်းကိုမာကျောသောအရာဝတ္ထုဖြင့်ရိုက်ချလိုက်ရာကျွန်တော်ဤမျက်စိထက်တွင်ကျေလနက်ခတ်တရားများအစုံလင်ပေါ်ပေါက်၏တကြည်လစ်တော်လေးတော်၏ညီမကြကြကျွန်တော်တကြည်လစ်တော်သည်မသိ တတိယလောက်တော့ကကျွန်ုပ်ဒီကျွန်ုပ်ရင်မီးလင်းပူလေးအနီးနိုင်ခွေခွေလေးလဲနေချောင်းတည်ရလေကျွန်ုပ်ရင်နီးနိုင်မှုစိုက်တလုံးကိုတွေ့ရလေထိုးစိုက်ကိုဖောက်ရဖက်ကြည့်တာအောက်ပါအတိုင်းတွေ့ရလေတော့ဤဆရာမင်းသိင်ကခင်ဗျဒီနည်းပဲရှိလို့ဒီလိုပဲလုံးလိုက်တယ်ခမားကငွေကိုတန်ဖိုးမထားဘူးဆိုတော့လေခမားလက္ခဏာဖတ်သွားတဲ့အဖိုးကပြေးပေးရတဲ့ငွေကိုမထားခဲ့ပါဘူး ခမရဲ့ပညာကိုလေးစားတယ်ခမရဲ့တတိကိုပူပြီးလေးစားတယ်ဒါကြောင့်ဒီအဖြစ်အပျက်ကိုတနေ့နေ့တစ်ချိန်ချိန်မှာ ပြောပြမှာပါမပြောပြသေးခင်အထီးတီးခံပါခမရဲ့လမ်းမှာခြားခဲ့တဲ့မြေပြူတွေကိုကြုတ်ပြန်လာအားလုံးကောက်သွားမှာပါဒီတော့ခမရညာကရောက်ခဲ့တဲ့နေရာကို ပြန်ပြီးရှာဖို့မစင်စားပါနဲ့လေးစားလေးကြောက်ခိုင် ျွန်ုပ်ဒီထူစာကိုဖတ်ပြီးနောက်တောက်တစ်ချက်ခေါ်လိုက်ကိုကျော်ကိုင်လာစဉ်ကအင်္ဂဝိစာပညာရတနင်္လာဆိုင်နေခြင်းမှာကိုကျော်ကိုင်အတွက်တမဟုတ်ကျွန်ုပ်တက်ပါအကျုံးဝင်နေကြောင်းတတိမပြုမိခဲ့ခြင်းဖြစ်၏တနင်္လာဆိုင်နေတဲ့ပြင်ကျွန်ုပ်ဒီငွေလည်းမရခဲ့ထို့ပြင်ခေါင်းလည်းနာရ၏မန်စင်စစ်အင်္ဂဝိစာ၌တက်ရောက်သောအခါသည်ဘေရင်မေးသူတက်တာမဟုတ် ဘယ်တွင်ဟောသူနှင့်ပါသက်ဆိုင်ကြကြောင်းသင်္ကန်းစွာလွန်လာကြည်ရလီတော်သည်တပိတ္တတာသမ္မာတကမင်းသိင်္ဂါ